ဟုတ်ကဲ့အားလုံးပဲမြင်ပါတော့ဒါတော့ကျန်အတွင်းမှာကုတို့တမျိုးယူမှာပေါ့နော်အိမ်မှာစုထားတဲ့ရွေးဘူးလေးကိုလမ်းတော့ရင်နဲ့ရေဘူးကောက်နေတဲ့လူတွေတွေ့ခဲ့လို့ရှိရင်ပင်ဖို့ဆိုပြောပေါ့နော်အရင်ကတည်လာခဲ့ပါတယ်ဆိုရင်ထိုင်းအကူနဲ့အမပေါ့နော်တက်ရွယ်ကတော့50 40ကျော်50ကျော်ရှိပြီသူတို့တွေ့တော့ရေဘူးပေးလို့ရလာမိတာပေါ့နော်သူကနေလဲဟောယူပေးလို့ရတယ်အဲ့တော့ ေပူလေးတွေကာဗောရေပူလေးတွေပြီးရင်စကားလေးတွေပြောရင်ပေါ့နော်အဲမိုက်ကောက်တဲ့နေပူကြီးတော့ပြင်းများမြောက်မိုက်ကောက်နေ့တိုင်းတော့မကောက်ဘူးတဲ့နေ့တိုင်းအမိုက်ရကြမှာရတယ်မရတဲ့ခါလည်းမရဘူးတော့တော့တော်လိုက်နေတဲ့ ကိုတောက်ထားတဲ့ရေပူတွေမပစ်ထုတ်ပဲနဲ့တခြားတင်းထားတော့ဗောနော်တင်းထားပြီးတော့အခုလို့သွားလာတယ်လမ်းမှာများလာတဲ့ခါကျလို့ရှိရင်လမ်းမှာရေပူကောက်နေတဲ့လူကြီးတွေပါတွေ့ပေးရတယ်ဗောနော်သူတို့တော့လည်းအကျိုးရှိပါတယ်ကိုကောက်နေတဲ့လူတွေဆိုရေပူတွေအဲ့လိုအများကြီးတွေ့တာအပြောင်းအောင်ဗောနော်ငယ်ငယ်တော့ဆိုလို့ရှိရင်ကိုတွေဟိုလေဘော့ထဲမှာနွားချီလိုက်ကောက်တယ်နွားချီလိုက်ကောက်ရယ်နွားချီပုံတွေအများကြီးတွေ့တာပြော ကောက်ဘူးလားမသိဘူးတချို့လူတွေဘယ်ငယ်တော့ဆိုကျမဒီခြံမှာဘွားကျမခြံစီးရဲ့ဆိုတော့မချီထဲဖို့ဆိုရင်မချီလိုက်ကောက်ခဲ့ရအဲ့လိုမျိုးပေါ့နေပူထဲမှာလိုက်ကောက်ကြောင်ပေးလို့ရှိရင်သူများတွေနွားအများကြီးတဲ့နေရာမျိုးတက်ကောက်ရတာပျော့တော့လားဒီလိုပါပဲအခုဆိုလို့ရှိရင်ကိုတွားလိုက်ရင်လည်းသူတို့ရေဘူးကောက်နေတဲ့လူတွေကိုရေဘူးတွေစုပြီးပေးတတ်တယ်ဆိုတော့သူတဘူးတဘူးလိုက်ကောက်နေတာလည်းဆက်အောင်ရှိရင် အားစီသွားတော့ဗောနော်ဒါတော့ဟိုတကယ်လောက်ဘူးတဲ့လူမှပဲသိတယ်ဗောနော်ကိုကတော့ဒီဘူးလည်းမကောက်ဘူးဆိုပေမဲ့အဲကောက်ဘူးတဲ့အရာတွေရှိတယ်ဗောနော်အဲ့ဒါဒါတော့တောင်းလိုက်ရင်လည်းဘလုံးပေးနိုင်တဲ့အရာတွေပေါ့ကိုတော့လည်းဘာမှခက်ခဲမရှိဘူးတိန်လာတယ်တိန်လာပြီးပြန်ပြေးလာတယ်โอเคပါဒါတော့ကိုကြီးပြေးတာဖြစ်ပါတယ်